မယ်မင်္ဂလာပါနော် United ပွဲရှိတဲ့မနက်ခေါနနိုင်တို့အဲလို့ on လို့ငါကတော့မလန့်ပါနဲ့ကျွန်တော်ရဲ့ကဲဆိုတဲ့အဓိပ္ပာယ်ကက United ပွဲရှိတဲ့မနက်ကြရင်ဒီကနေ့ညမှာ United ပွဲရှိကြောင်းမေ့နေတဲ့တတိမရတဲ့အဲခနာတပြုတ်ပေါ့နော်မေးပြောက်နေတဲ့ Manchester United fan တွေကိုအိမ်မက်ကနေဒါမှမဟုတ်ရင်မေးပြောက်နေတာကနေလှန့်နိုးတဲ့သဘောလှုပ်နိုးတဲ့သဘောနဲ့ ကဲအားလုံးပဲမင်္ဂလာပါလို့អော်လာခဲ့တာအခုဆိုရင်နှစ်ပေါင်းမနေတော့ဘူးပေါ့နော်အဲ့တော့ဒီကနေ့ည9:00နာရီကျရင်လေကျွန်တော်တို့ရဲ့ချစ်လာစွာသော Manchester United နဲ့စပါးတို့ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲချုပ်ခံမှတုံ့သက်ချက်လောရမယ်ဆိုရင်လက်ရှိကျွန်တော်တို့ရဲ့ချစ်လာစွာသော Manchester United ဒီစပါးကိုအဝေးခွေးမှာတွားကန်ရမယ်တို့ဝိမဲ့ ဘော်ရီဂျေဂိုးပေါင်းကြီးဒီနေရာတော့တဒဲလောက်သွားကြနေရပေါ့နော်အမှန်တိုင်းပြောရင်တော့ဒီကနေ့ပွဲစဉ်ကဘလို့ပဲဖြစ်ပါစေကံရမယ့်အသင်းကစပါဗျာအမှန်တိုင်းပြောရင်လက်ရှိအမ်မော်ရင်ဂျီရဲ့လက်အောက်မှာကျွန်တော်တို့ရင်းနဲ့စပါကိုမနိုင်တာတတော်ကြပြီ၃ပွဲ၄ပွဲမကားတော့ဘူးပေါ့နော်ပြီးတော့လဲစပါးရဲ့အိမ်ဝင်ဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်အနေနဲ့နည်းနည်းလေး a little လေးပေါ့နော် နေပါနေတယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒီကနေ့ပွဲစဉ်ကိုအနိုင်သုံးမဟုတ်တည်ရတော့လိုချင်တယ်ပြောမယ်ဆိုရင်ဗျာလောကယတိပြေပြောရင်အနိုင်မအနိုင်လိုချင်တယ်လို့ကိုပြောလို့ရတယ်ပေါ့နော်ဒါအနိုင်လဲမှန်းထားတယ်ဘာလို့လဲဆိုတော့လက်ရှိ MRG ရဲ့လက်အောက်မှာကော Manchester United ရဲ့နှောင်းပိုင်းပွဲစဉ်ဒီမှာကောကျွန်တော်တို့အင်းနဲ့ဒီပွဲပြီးရနောက်ထပ်တပတ်နှစ်ပတ်လောက် United ပွဲပြန်မလာဘူးနိုင်ငံတကာပွဲစဉ်တွေရှိတဲ့ဟိတ်ဆိုရင်အဲ့လိုပွဲမျိုးတော့ United အနေနဲ့အမြဲတမ်းနိုင်အောင်ကန်နေကြဖြစ်တဲ့အတွက် ဒီကနေ့ကြပွဲစဉ်မှာလဲကျွန်တော်တို့နေနိုင်များသွားမလားလို့မျှော်လင့်ကြည့်နေဗျာအကယ်၍နိုင်ခဲ့မယ်ဟိဆိုရင်တော့ Manchester United အနေနဲ့လက်ရှိအချိန်မှာအဲအဆင့်ကတော့၈ပေါ့နော်အဆင့်ကတော့၈ရမှတ်အနေနဲ့ကတော့ဘယ်နှမှတ်လဲတိုင်း၁၆နှမှတ်လားပဲ ရမယ့်နေနေဟုတ်တာဘော18မှတ်เนาะအစ်စ်နေနေရှင်းရမယ့်နေနေ18မှတ်ဒါပေမဲ့ဒီကနေ့ကျပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့နေရမယ့်နေနေအမှတ်20အမှတ်20ကိုမှဒီထက်ပိုပြီးတော့အဆင်ပြေတဲ့အရာရှိသေးတာကကျွန်တော်နဲ့တူပဲပြီးခဲ့တဲ့တစ်ပတ်ကလိုမျိုးပဲထိတ်ထိတ်တွေးဆုံနေတဲ့ထပ်ပြီးတော့အသင်းတွေရှိနေတဲ့အတွက် Manchester United နေနဲ့ရာသီနဲ့အမှတ်ကိုရအောင်ယူမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်မှာပဲပေါ့နော်အဲ့တော့ဟာမင်းကလည်းအသိကြီးချင်းချင်းတွေ့တာကြီးချောက်ကြီးချင်းတွေ့တာတစ်ဖက်သင်းကို respect ထားပါလေဆိုရင် ျွန်တော်တို့ကအမှန်တိုင်းပြောရရင်ဘာဆောက်ကြောင်းတဲ့ respect ထားရမလဲဆိုတဲ့အကြောင်းတူတခုကိုမတည်ဘူးပေါ့နော်စပါးကောင်းတာအာစပါးကိုလက်ရှိနေနဲ့ယူလိုက်တဲ့မနိုင်တာတိတာပဲအဲ့ဒါနဲ့ပဲငါတို့ကဟာငါတို့တင်းကတော့နိုင်မှမလားမတည်ဘူးမနိုင်တော့ဘူးဟဲ့ဆိုပြီးတော့ဆောက်ဘောကွက်တွေခင်းရမှာကြောက်တယ်ဆောက်ရမ်းပြင်းစရာကြီးငါကိုလေဟုတ်တယ်မလားဘာလို့ပြော Manchester United fan Manchester United ပါ Manchester United ပဲခင်ဗျာဓာရီဓာရီဓာရီထဲ့မပြောဟဲ့ဆိုတော့မှာပဲဘောလုံးဝဲပြနေချင်းဘောလုံးဝဲကြည့်နေချင်းဟောဒီဆောက်လုံးနှလုံးကိုကြည့်လိုက် န်တော်ဝိုင်းဆိုတဲ့ကောင်ကစီးပွားရေးကလုံနေတာလားဟောဒီရင်မကြီးနဲ့လုံနေတာလားဟောဒီဟာကြီးနဲ့လုံနေတာလားဆိုတော့ဟောဒီမျက်လုံးနှလုံးမှာပဲကြည့်ကြည့်လိုက်အောက်တယ်မလားအဲ့တော့ကျွန်တော်တို့တွေကဘာအတွက်ကြောင့်များနော်ဒီတစ်ဖက်သေးရဲ့စကူသေးရဲ့ပေါ့နော်လက်ရှိကံမှာဆိုစပါဗျာဟာစပါတော့ငါတို့နေယူရိုပါလိဖိုင်နယ်တုန်းကလည်းရှုံးတာတဲ့အရင်ယာတီကလည်းမနိုင်ဘူးလက်ရှိကလည်းသူတို့အိမ်ဝင်ဖြစ်တဲ့အတွက်ငါတို့ကတော့ရှုံးမှာပဲအဲ့တော့စပါကိုယူလိုက်တာအကောင်းဆုံးဖြစ်မှာဆိုပြီးဆော့ပေါ်ပတီနဲ့ပြောမှကြောက်လဲဆော့ရန်ပြေးစရာကောင်းတယ်ဟုတ်ကြမလား United fan United မှာ United ပဲဖြစ်တယ်ပဲကျွန်တော်တို့အနေနဲ့ပွဲမပြီးမချင်းပွဲပြီးခရရမမဟုတ်မချင်း Manchester United ရှုံးပြီလို့ဘယ်တော့မှမယူဆထားဘူးဖြစ်တဲ့အတွက်ဒီကနေ့ညမှာလည်းအနိုင်ရလတ်ကိုလိုချင်တယ်လိုအပ်တယ်ပြီးတော့လက်ရှိပွဲထားလူစင်းမှာလည်း Lisandro Martinez ဒီကနေ့ပွဲတော့ပါလာမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့ London ကိုထွက်ခွာတဲ့လူစင်းတွေမှာတော့ Lisandro Martinez ပါဝင်မလာခဲ့ဘူးဖြစ်တဲ့အတွက်နည်းနည်းလေးတော့ ဒါတွေဖြစ်ချင်းနေလဲဘာတွေလုပ်ချင်းနေလဲစဉ်းစားမယ်ဆိုပေမဲ့လီဆန်ဒိုမာတီနဲ့မပါလဲအမှန်တိုင်းပြောရင်တော့လက်ရှိတိတ်တော့ပြဿနာမရှိဘူးဘာလို့လဲဆိုတော့အမ်မော်ရင်ဂျီနေလက်ရှိဒီစကွတ် ဒီလူစင်းကတော့သူ့အတွက်တော်တော်လေးအဆင်ပြေနေပြီသူ့အတွက်တော်တော်လေး performance မိနေပြီလို့သူယူဆနေပြီဖြစ်တဲ့အတွက်လီဆန်ဒိုမာတီနဲ့ပြန်ပါလာရင်တော့မှပဲချက်ချင်းတငင်း line up ပေးမှာတော့မဟုတ်ဘူးလက်ရှိမာဇရာဝီတောင်ကြည့်ကြည့်လိုက်ငါ့ကိုရဲမာဇရာဝီပြန်လာတယ်ပြန်ကောင်းနေဆိုရင်တော့မှပဲမာဇရာဝီကိုချက်ချင်း line up မပေးဘူးအာမတ်နေပဲတွဲပြီးသုံးနေတော့မှအာမတ်ဒီနည်းနည်းလေးကြာလာတဲ့အချိန်မှာမာဇရာဝီပြန်ပြောင်းချိန်းတာဘာညာမျိုးလုံးနေရဖြစ်တဲ့အတွက် လက်ရှိလီဆန်ဒိုမာတီနက်ပြန်လာရင်တော့မှပဲချက်ချင်းပြန်ပါလာမှာမဟုတ်ဘူးဖြစ်တဲ့အတွက်ဒီကနေ့ကျဘော်ထက်လူစီရတော့ထုံးစံတိုင်းပဲကျွန်တော်တို့ရဲ့ဆန်နာလာမင်းထွက်မယ်ပြီးရင်ဒီဘက်ချမ်းမှာယူရိုဒီလစ်ပြီးတော့ဒီဘက်ချမ်းမှာလုံလျှောဖြစ်မယ်ဒါပေမဲ့တစ်ဖက်ကစပားကသူနီးပြကြီးရဲ့အင်တာဗျူးမှာပေါ့နော်တစ်ဖက်ကအမြင်ဘောတွေတုံနေတစ်ဖက်ကဒီတေဂန်ဘောတွေကိုအသုံးချနေနေဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်အနေနဲ့အဲ့ဒီအမြင်ဘောတွေအဲ့ဒီတေဂန်ဘောတွေတားဆီးဖို့အတွက်ဆိုရင်တော့အမှန်တမ်းပြောရင်အမြင်ဘောရှင်းထုတ်တာအားကောင်းနေဟယ်ရီမကွိုင်းရတော့ဒီကနေ့ညပွဲစဉ်မှာ လိုကိုလိုအပ်တယ်လို့ကျွန်တော်နေတော့ထင်တယ်အဲ့တော့ Harry Maguire ဒီလစ်လူရှောဆိုတဲ့အတွေ့လဲရွေးချင်တော့ရွေးလို့ရတယ်ဒီဘက်ချက်မှာ Maserati ဒါမှမဟုတ်အာမန်အာမတ်ထားဒီဘက်ချက်မှာ Maserati ထားပြီးသုံးကြည့်ရင်တော့ကျွန်တော်ကသုံးကြည့်နေတာပေါ့နော်ကိုနေလည်းဘာမှမဆိုင်မိမဲ့လေသုံးကြည့်နေစိတ်ထဲမှာ click click ဖြစ်နေ Maserati နေနဲ့ Bayern Munich မှာသူ့နေနဲ့ Lush Win Back လက်ရှိ Dorku လို့ Dalot လို့ sorry နေရာမှာစော်ဘူးတယ်ဖြစ်တဲ့အတွက်ဘာဖြစ်လို့အိုက်ကောင်နှစ်ကောင်ကိုထိုင်ကြည့်နေရတဲ့ဆိုင်တော့ Maserati ကိုထိုင်ကြည့်ရတာကိုညာအတွက်တော့ကူပေါ်လောင်ဘက်ပူရမလားပေါ့နော် ကောတော့ထားပြီးကြည့်ခြင်းနဲ့မထားဘူးဆိုရင်လည်းဘာမှမဖြစ်ပါဘူးဒီဘက်ချမ်းမှာအာမန်ဒီဘက်ချမ်းမှာလက်ရှိနေတဲ့ထော်ခူဒါမှမဟုတ်ရင်ဒီကိုဒါလော့အလိုက်မှာကက်စမဲရူဘလူးနိုဖိုင်နန်ဒတ်တိုက်စစ်မှာအန်ဘူမိုကုညာရှက်ကိုဒီအတွဲပဲဖြစ်လာမှာပဲဒီအတွဲကလည်းသူ့အတွက်တော်တော်လေးမှအဆင်ပြေနေတယ်ဖြစ်တဲ့အတွက်ဒီအတွဲတိုင်းပဲသွားဖို့များတယ်ဒါမှမဟုတ်ရင်ရှက်ကိုကိုလိုင်းရန်အောက်ပြီးမေဆင်မောင်းနဲ့ပြန်ပြီးတော့ဗောနော်တစ်ဖက်ကစပါရဲ့ဒါကွစ်ကရန်ဇေးရှင်းနေကောင်တာတွေကိုတားဖို့အတွက်ဗောနော်ပရက်ဆင်ဂိမ်းဆော့ဖို့လဲ မေဆင်မဝင်လာလဲဖြစ်ချင်ရင်ဖြစ်လာနိုင်မှာဒါပေမဲ့ဘလို့ပဲရွရွဘလို့ပဲဖြစ်ဖြစ်ပါဒီကနေ့ညမှာတော့အမှန်တိုင်းပြောရင်မန်ချက်စတာယူနိုက်တက်နေနဲ့ပြီးတော့လက်ရှိအမော်ရင်ဂျီနေနဲ့စာမေးပွဲကအရင်တစ်ပတ်ကစစ်ခဲ့တာတော့15 15ပဲတရေချခဲ့တယ်ဆိုတော့50 50ပဲအောင်လည်းမအောင်ရှုံးလည်းမရှုံးဖြစ်တဲ့အတွက်ဒီကနေ့ညပွဲစဉ်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဒီတစ်ချက်စောင့်ကြည့်မယ်ဒီပွဲစဉ်မှာအနိုင်ရပြီဟေးဆိုရင်နော်ဘာဖြစ်နိုင်ငံကပွဲစဉ်နေနှစ်ပတ်နားပြီးရဲ့နောက်ပိုင်းကျရင်တော့ဘလို့ပဲဖြစ်ဖြစ်ယာတီကုန်တီအနေနဲ့ မချစ်တော့လဲအောင်ခံဘလို့အကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ဒါအမော်ရင်းကြီးကိုစပော်တင်လောက်သွားပေးရဖို့အခြေအနေမှာရှိတယ်တကယ်လုံးမဒီပွဲမှာရှုံးနေခဲ့မယ်ဟိတ်ဆိုရင်တော့အဲ့ဒီကောင်ကဒီနှစ်ပတ်လုံးလုံးတတိယတိုင်းထိုက်ဆဲမယ်ဆိုတော့ညာနေစရာမရှိပါဘူးအဲ့တော့အားလုံးပဲစီးပါဒီကနေ့ည9နာရီကျရင်ကျွန်တော်နဲ့တူချက်လာစားတော့ Manchester United နဲ့ Spurs ရဲ့ပွဲစဉ်ကို Cohen United ပွဲ1-3ဆိုတဲ့ Facebook group နဲ့အနောက်ပိုင်းဆိုတဲ့ပြန်နေစောက်ပြပါမယ်เนาะအဲ့တော့နိုင်ကျင်လားဆို နိုင်ကျင်တာပေါ့ဂိမ်းဝေးပို့ကတော့အရင်ဘက်ကတော့အမှန်တိုင်းဆိုရင်တော့ကျွန်တော်အရင်ဘက်ကနိုင်ခဲ့တယ်ဟေ့ဆိုရင်ဂိမ်းဝေးပေးမယ်ဂိမ်းဝေးပေးပြီးဒီဘက်ကဒီဘက်ကိုလည်းထပ်ပြီးဂိမ်းဝေးပေးမယ်စဉ်းစားထားပြီးမယ်လေအရင်ဘက်ကမနိုင်ခဲ့တဲ့အတွက်ပြီးတော့အဲ့ဒီတုန်းကခံစားလိုက်ရတဲ့အရာကြီးကအမှန်တိုင်းပြောရရင်တော်တော်ဆိုးတယ်ဗျာအဲ့ဒီဘက်မှာလက်ရှိ United အနေနဲ့2-2တည်ရကြတယ်ဗျာ။နော်2-2တည်ရကြရင်ဒါပါကျွန်တော်နိုင်ခဲ့မယ်ဆိုရင်3-2 3-2ဆိုရင်ကျွန်တော် United ဂျာစီ32မှ2ထည့်ပေးရမယ်။တစ်ထည့်ကို4000တုံးနဲ့ဆိုရင်10ထည့်ဆိုရင်4ထည့်4-3 12 နော်12သိန်း12သိန်းနဲ့6တောင်းကျွန်တော် gateway ပေးရမှာပေါ့နော်12သိန်းနဲ့6တောင်း gateway ပေးရမှာဒါပေမဲ့အဲ့ဒီ12သိန်းနဲ့6တောင်းကိုလည်းကိုကမရှုံးလိုက်ဘူးဒါပေမဲ့တပတ်လုံးလုံးလည်းအမှန်တမ်းပြောရင်တည်ကြတာဘလို့မှနေလို့ထိုင်လို့မကောင်းဖြစ်တဲ့အတွက်ဒီဘွဲစီကတော့ gateway မလုပ်တော့ဘူးနိုင်အောင်ကန်နိုင်လို့ပြီးပြီမရမယ့်ကန်လို့နိုင်တယ်ဆိုလည်းနိုင်တယ်မနိုင်လို့ဆိုလည်းမနိုင်ဘူးဘာပဲဖြစ်ဖြစ်ပေါ့နော်ရလက်ပေါ်ပဲမူတည်ပြီးတော့ပဲနောက်လာမယ့်ဟာတွေကိုပဲဆက်ပြီးတော့ရှောက်မှဖြစ်တဲ့အတွက်အားလုံးပဲ see you ပါ gateway လေးရတော့ လာတော့လာမယ်ဒါပေမဲ့ဟိုတစ်ခေါက်ကားလို့မျိုး challenge ခေါ်တာတော့မလုပ်တော့ဘူးပေါ့နော်ဒါ challenge ကလည်းဘာလို့ခေါ်လဲဆိုတော့ငါ့ကိုယ်လိုသိတဲ့အတိုင်းပဲမှတ်မိကြမှာပေါ့နော်ဒါကျွန်တော် Manchester City ကိုနိုင်ခဲ့တဲ့ဘွဲအာ Manchester City တောင်ဖြစ်ကုန်ပြီ Chelsea ကိုပေါ့နော် Chelsea ကိုနိုင်ခဲ့တဲ့ဘွဲစဉ်တုန်းက challenge ခေါ်တာပေါ့နော်နိုင်ရင်ဒါလေးတော့ဝယ်မယ်ဟေ့ဆိုပြီးတော့တကယ်လည်းနိုင်တယ်ကျွန်တော်တကယ်လည်းဝယ်ခဲ့ရတယ်ဒါအခုတတိလည်းဂိုင်းပြင်းနေတော့မယ်ပေါ့နော်အဲအဲ့လိုမျိုးပဲကိုနေအိုက်ပွဲစဉ်မှာကျွန်တော်ရင်းနေကျွန်တော်တို့နိုင်ခဲ့မယ်ဟေ့ဆိုလဲဘာဖြစ်လဲ30 giveaway ပေးလိုက်မယ် ဘာဖြစ်ရင်းနဲ့တက်သုံးမရလေကျွန်တော်အဲ့ feeling လေးပဲလှုပ်လိုက်တာပေါ့နော်။ဟာပထမတစ်ခါရှုံထားခဲ့တော့ဒီတစ်ခါလေးတက်ရှုံမယ်ဆိုတော့ feeling လေးနဲ့လှုပ်လိုက်ပြီးမယ်လေ။မရှုံမဲနိုင်သွားတော့အဆင်မပြေဘူး။ပုစံစံနဲ့သိန်းလောက်လိမ့်မကုန်ပြီးမယ်လေ။အမှန်တကယ်ပဲဘလုံးမအဆင်မပြေဘူးဖြစ်တဲ့အတွက်တော်ပြီလို့ဒီတစ်ခါကတော့မလှုပ်တော့ဘူး။နားတော့မယ်ပေါ့နော်။နားမယ်ဒီတိုင်းလေးပဲ။ရှစ်ပဲလေးနဲ့ပဲအားပေးမယ်။အားပေးပြီးတော့ပဲကြည့်မယ်။နိုင်ရင်ပြော့မယ်။ရှုံရင်လောင်မယ်။အဲ့တော့အားလုံးပဲစီးပါ။ဒီကနေ့ည9:00နာရီကျရင် quién es Happy me.